ေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဧပြီလ17ရက်တည်းမြစိမ Prime Time မြစိမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခက်ညွေကတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်သတင်းတွေကတော့တနင်္လာနေ့မှာတရုတ် drone ပညာရှင်တွေရောက်ရှိနေပြီးတော့စစ်ကောင်စီကိုကူညီနေတယ်လို့ဆိုတဲ့သတင်းငလျင်ဘေးတင့်နေချိန်မှာဒီဇင်ဘာလရွေးကောက်ပွဲလုပ်ဖို့အတွက်ပူးပေါင်းကြဖို့စစ်ကောင်ဆောင်တိုက်တွန်းတဲ့သတင်းပခုတ်ကူမှာ ကားပစ်ခတ်ခံရပြီးစစ်ကောင်စီဗိုလ်မှူးအပါအဝင်နှစ်ဦးသေဆုံးတဲ့တွင်အမေရိကန်ဘောလက်တုပ်ပြန်မှုအစီအစဉ်တွေမချမှတ်ဘူးလို့အာဆီယံစီးပွားရေးဝန်ကြီးတွေပြောတဲ့တွင်အပါအဝင်ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ ဖရမသောသတင်းသဘုတ်အနေနဲ့တနင်္လာမျိုးနယ်ထဲမှာဖြစ်နေတဲ့ဆေးရည်အခြေအနေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အခုဆိုတရုတ်ဒရုန်းပညာရှင်တွေစက်ကောင်စီဘက်ကိုလာကူညီပေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။ပြည်မျိုးသားအစည်းအရုံးခရင်သူတမဟာလေးဘိတ်တဝဲခရိုင်အတွင်းရေးမှုဘရိုဆောအန်နာကသူ့ရဲ့ Facebook မှာဒီအကြောင်းကိုရေးသားထားပါ။ပြောရရင်တော့ဧပြီလ9ရက်နေ့က တာလီမြို့မှာအခြေစိုက်ထားတဲ့ချီမန်တယင်းခမယ9ခွန်တရဲ့ရှေယန်စကန်ကိုတရုတ်ဒရုန်းပညာရှင်9ယောက်ရောက်လာတယ်လို့ဆိုပါတယ်။သူတို့ကတင်းနိုင်မောတောင်လမ်းပိုင်မှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုကူညီပေးနေလို့ကော်တူးလေအာမီ KTL တိုင်းအင်းမြစ်ကမျက်စိမှောက်ကိုအတီးပြုပါရဲ့။ ဒီလမ်းပိုင်းမှာစစ်ကောင်စီနဲ့ KNU ရဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL KTL နဲ့ PDF ပူးပေါင်းတပ်တွေကြားပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလေးကတိုက်ပွဲတွေဖြစ်ပွားနေတာပါအဓိကအကြောင်းရင်းကတော့တင်းနိုင်မောတောင်နေဆက်ကုံတော်ရေးလမ်းကြောင်းကိုအပြည့်အဝထိန်းချုပ်ဖို့စစ်ကောင်စီကကြိုးစားနေတာကြောင့်ပါတိုက်ပွဲတွေကအခုဆိုလေးလာနီးပါးရှိလာတာဖြစ်ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဂျုံနေတဲ့ဘုံကျဲကြော်ရေလုံနေလို့ ကင်းထောက် drone နေနဲ့လဲနေ့စဉ်ဤပါပြန်တန်းနေရလို့စစ်ရေးသတင်းရင်းမြစ်ကမျိုးစိမကိုပြောပါတယ်အဲထဲကမှစိတ်ဝင်စားစရာကတော့စစ်ကောင်စီကဧပြီ2ရက်နေ့ကနေ22ရက်နေ့ထိ၃ပတ်လောက်ယာယီပြစ်ခတ်တိုက်ခိုက်မှုရပ်မယ်လို့ကြေညာထားပေမဲ့တင်းနိုင်မျိုးနယ်မှာတော့အခြေအနေကတင်းမာနေတော့မှာဥမာဧပြီလ9ရက်နေ့ကနေနေ့လယ်ပိုင်းမှာတိန်ခွန်ရွာကို တိုက်လီရင်တဲ့ဘုံကျဲခက်လို့ဧပြီပထမပတ်မှာလဲ တိန်ခွန်ရွာနဲ့မိုင်အနည်းငယ်ပဲကွာတဲ့ချောင်းနောက်ပြန်ရွာကိုနှစ်ရက်ဆက်တိုက်လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မင်းကဆိုရင်လည်းဧပြီ10ရက်ချောင်းနှစ်ပေါက်ရွာဘက်မှာတော်လိုင်းအင်အားစုတွေစစ်ခေါင်စီတပ်စခန်းတွေကို drone နဲ့ဘုံကျဲကိုပြင်ဆင်နေတာကိုစစ်ကောင်စီက drone နဲ့တံပြန်ဘုံကျဲခဲ့တယ်လို့ဆိုရဲရုပ်တံဖိုင်တစ်ခုကိုစစ်ကောင်စီရဲ့ဝါရဖြန် Telegram channel မှာပေါ်ပြထားပါတယ်ဒီလိုအခြေအနေတွေကြောင့်ဒေတာခန့်နေလဲထိခိုက်တိုက်ဆုံတာတွေမကြာခဏဖြစ်နေရပါတယ်ထုံခါကော်ယွန်းတိန်ခွန်ချောင်းနှပောက်တဲဖြူညောင်ပင်ကွင်းထုံတော်9မိုင်6မိုင် ကွင်းတဲ့ဘော်ဒီကန်တဲ့အနီးနားခြေဝါရီကဒေတာခံတွေကတော့စစ်ဘေးရှောင်ဖို့ဘေးလွရနေရာတွေကိုပုံကိုနေရပြီးအကူအညီတွေများကြီးလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကမျိုးစိမကိုပြောပါတယ်တဲ့နိုင်မောတောင်ကုံတွေလမ်းပိုက်မှာလဲစက်ကောင်စီကအယက်သားပုံစံနဲ့တွာလာလှုပ်ရှားနေတာတွေရှိရဲလို့သိရပါတယ်။ဒါကြောင့်ဒီလမ်းကိုအသုံးပြုမဲ့ရင်းနေအနေနဲ့ကားမှန်ချပြီးမောင်းဖို့စက်ကောင်စီနဲ့ဆက်နွယ်တဲ့ ဘာမှမတင်ဆောင်ဖို့နဲ့စစ်ကောင်စီနဲ့တတ်နိုင်တဲ့မြားဝေးဝေးနေဖို့စစ်ရေးသတင်းတွေနားဆွင့်ပြီးတွာလာကြဖို့တော်လန်ရေးအင်အားစုတွေကတတိပေးထားပါရခင်ဗျာနောက်ထပ်သတင်းသဘောအနေနဲ့ငလင်ဘေးဒဏ်ကြောင့်လူတွေဒုက္ခရောက်နေချိန်မှာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့အောင်မြင်အောင်လုပ်မယ်အလုံးဝိုင်းဝန်းပူးပေါင်းပေးကြဖို့လိုရဲလို့ပြောလိုက်ပါတယ် ဒါကိုသူကဧပြီ10ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုးပုံးမြို့ကိုတွားရင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းအနေနဲ့တွေ့ဆုံရင် ပြောကြားခဲ့ရပါအခုဆိုရင်ငလင်က Rista Scale 9.9အဆင့်ထိအင်အားပြင်ပြီးစစ်ကောင်စီစရင်အရာလူပေါင်း3600ကျော်တည်ဆုံးခဲ့ကပျက်စီးဆုံးရှုံးမှုတွေလည်းအများကြီးရှိရလို့သိရပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့စစ်ကောင်စီရဲ့ပြောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ဧပြီလ၈ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကြောင့်ပါတီတည်ထောင်ခြင်းနဲ့သူတွေအနေနဲ့မေလ၉ရက်နေ့နောက်ဆုံးထားရှောက်ထားဖို့လိုတယ်လို့ UEC ကပြောထားပါတယ်။စစ်ကောင်စီကရောဒီရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့သုတ်တာပတ်2026ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်ဆိုပြီး၄ပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ထားရလို့မက်လာဂရေကစစ်ကောင်စုံကပြောကြားထားပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးခရက်ကရွေးကောက်ပွဲကော်မရှင်ကိုပြန်ဖွဲ့ထားပြီးတော့အခုဆိုရွေးကောက်ပွဲဖြစ်မြောက်ဖို့မဖြစ်မနေလှုပ်ခိုင်းနေပါတယ်။ဒါပေမဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကတော့ဒီလိုအခြေအနေမှာရွေးကောက်ပွဲလှုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။သူကတော့တစ်ဖက်မှာစစ်ဘေးရှောင်နေရှိတယ်။ပြည်ရင်းစစ်တွေတောက်လျှောက်ဖြစ်နေတဲ့သဘောအားဘေးဒဏ်တွေနဲ့ရှိတယ်။ ဒီကြားရမှာရွေးကောက်ပွဲလုံးမယ်ဆိုတာအာနာရှင်တွေရဲ့ထုံးစံပါပဲဒါပေမဲ့ UEC တို့ကအခုဆိုရုံကန်းပြင်ပကနေအလုပ်လုပ်နေရတယ်ဘလို့နဲ့ဘလို့လုပ်ပြီးရွေးကောက်ပွဲ ဖြစ်နိုင်မှာလဲလို့ပြောပါတယ်စက်ကောင်စီကတော့အာနာသိမ်းပြီးခဲကရွေးကောက်ပွဲကျင်းပပေးမယ်လို့ခဏခဏပြောနေပြီးဖေဖော်ဝါရီလကနေမက်စလာအတွင်မြို့နယ်အချို့မှာအသက်၁၈နှစ်နဲ့အသက်လူကြီးစရင်ကိုမြေပြင်ကွင်းစစ်စစ်ဆေးရာတွေလည်းလုပ်ခဲ့ပါတယ် ဒါပေမဲ့မက်ဆာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြီးတော့မန်လေးစကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုတွေအများကြီးဖြစ်ခဲ့ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA မြန်မာရဲ့ April 9ရက်နေ့ထုတ်ပြန်ကြေညာဒီငလင်ကြောင့်လူပေါင်း18တန်းလောက်ထိခိုက်ခံစားခဲ့ရရဲ့လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မကွေးတိုင်းကပခုတ်ကူမြို့မှာမနေ့ညဧပြီလ10ရက်နေ့က စက်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပါဆ24ကဘုံမူတော်စင်ဦးလိုက်ပါလာတဲ့ကားစီကိုတော်လင်းအဖွဲ့တွေကပြစ်ခတ်ခဲ့ပါတယ်။ဒီဖြစ်ရမှာဘုံမူတော်စင်ဦးနဲ့ကားရဲပါလာတဲ့အင်ဖြူရော KTV ပိုင်ရှင်ကိုကိုမြင့်ဦးဆိုသူ2ဦး2ဦးလုံးတေဆုံးသွားရလို့ Aquat People Defense Force အဖွဲ့ကဒီကနေ့ဧပြီ17ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကည9နာရီလောက်မှာစက်မှုဇုံတွေကယထာဘူရာနဲ့ HPOKDB အနည်းမှာဖြစ်ပွားခဲ့တာပါ အဖွဲ့ကတပတ်လောက်စောင့်ကြည့်ပြီးမှတစ်ခေါက်မှ အပိုင်ပြစ်ခဲ့တာလို့ဆိုပါတယ်ပြစ်ခတ်မှုအတွင်းရင်မောင်းကရောဘိုးမှုရဲ့အိတ်ကိုဆွဲယူပြီးထွက်ပြေးသွားတာကြောင့်သူ့မှာရှိတဲ့ပစ္စတိုကိုမရခဲ့ပေမဲ့ကားကိုတော့တင်းဆဲနိုင်ခဲ့တယ်လို့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်ဒီဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့ကရောက်လာပြီးဒီအနီးနားကပြည်သူတွေကို စစ်ဆေးရာတွေပတ်ဝန်းကျင်နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။တေဆုံသွားတဲ့ဗိုလ်မှူးတော်စင်ဦးကတော့ခွင့်နဲ့ပခုတ်ကူမြို့ကိုရောက်လာနေသူဖြစ်ပြီး KGB နဲ့မြို့ရဲနေရာတွေကိုတွာလာနေသူလို့တယောက်အဖွဲ့တွေကတယောက်ကဆိုပါတယ်။အခုဆိုပခုတ်ကူမြို့မှာစစ်ရေးအခြေအနေတင်းမာနေတာမို့ပြည်သူတွေအနေနဲ့စစ်ကောင်စီစစ်ကန်တွေတပ်သားတွေနဲ့ဝေးဝေးမှာတွာလာနေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းသဘောအနေနဲ့ဒီနေ့မနက်ရန်ကုန်မြို့လှိုင်မြို့နယ်လော်တီဟိုတယ်မှာအောင်လောင်ငှက်နှစ်ကောင်လာနာနေတဲ့မြင်ကွင်းလေးကလူမှုကွန်ရက်ပေါ်မှာတကယ်ကိုပြန့်နှံ့သွားပါတယ်။လူတွေကဒီရုပ်တံလေးကိုကြည့်ပြီးတော့အောင်လောင်ငှက်မောင်နှံဟိုတယ်ရှိလာနာတာတကယ်ကိုနမိတ်ကောင်းလေးပဲလှလိုက်တာနော်။ဘေးကင်းစွာပြန်တန်းနိုင်ပါစေဆိုပြီးစိတ်ကြည်နူးစရာစကားနဲ့ပြန်လည်မျှဝေနေကြတာပါ။ဒီလိုပုံရိပ်လေးတွေကိုမြင်ရသူတိုင်းအံ့ဩဖွယ်ပြုံးနေကြပါတယ်။ ဒီလိုအောင်လောင်ငှက်တွေကချင်းပြည်နယ်ရဲ့အမှတ်တင်ကေတာလဲဖြစ်တာမို့တချို့ကတွန်လန်ရေးမှာချင်းလူမျိုးတွေအောင်မြင်မဲ့နမိတ်ပဲလို့ယူဆကြတယ်တချို့ကလည်းချင်းပြည်ကမငြိမ်မတက်မှုတွေကြောင့်မြို့ပေါ်ကိုရောက်လာကြလားမသိဘူးလို့ပြောကြပါတယ်အောင်လောင်ငှက်ဆိုတာကကဘာပေါ်မှာအောင်ချင်းမျိုးစိတ်ငှက်တွေတွေကတမျိုးဖြစ်ပြီးမြန်မာနိုင်ငံမှာဆိုရင်တော့အထူးသဖြင့်တင်းနိုင်ဒေတာမှာတွေ့ရတတ်ပါတယ် Wine Group ရဲ့အဆိုအရ ဒီလိုအောက်ချင်းငတ်တွေဟာအရွယ်ကြီးမှပြီးနှုတ်တီးအမောက်ထူးခြားရဲ့တွင်ပြင်လက္ခဏာနဲ့လှပတဲ့သဘောတွေပါဒါပေမဲ့သူတို့ရဲ့အရေအတွက်ကကမ္ဘာပေါ်မှာတဖြည်းဖြည်းနဲပန်းနေတာမျိုးမျိုးတုံးမှုအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ပြည်ရင်းသတင်းတွေပြီးမှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်အမေရိကန်ဘောလက်တုံပြန်အစီအစဉ်တွေမချမှတ်ဘူးလို့ ASEAN စီးပွားရေးဝန်ကြီးတွေပြောကြားလိုက်ပါတယ်ကိုရောင်နီက တင်ဆက်ပေးပါပါခင်ဗျာ အမေရိကန်ကတင်ကြုံချမှတ်ခဲ့တဲ့အခွန်တွေပေါ်မြေတိလက်တုံပြန်အစီအစဉ်မျှမချမှတ်ရန်ဒေတာတွင်အဖွဲ့တစ်ခုဖြစ်တဲ့အာဆီယံအဖွဲ့ကြီးကစီးပွားရေးဝန်ကြီးတွေကကြာသပတေးနေ့မှာကတိပြုပြောကြားလိုက်ကြပါတယ်။ညီနိုင်ဆွေးနွေးဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းပြောကြားထားကြပါတယ်။အမေရိကန်ဟာအာဆီယံအဖွဲ့တွင်အကြီးဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး2024ခုနှစ်မှာဒုတိယအကြီးဆုံး ကုံတွယ်ဖက်နိုင်ငံလဲဖြစ်တာကြောင့်လက်တုံပြန်ချင်းဟာအကျိုးမရှိဘူးလို့စီးပွားရေးဝန်ကြီးတွေကပြောပါတယ်။မကြသေးခင်2025ခုနှစ်ဧပြီလ2ရက်နေ့မှာချမှတ်ခဲ့တဲ့အခွန်နှုံးထားတစ်သွင်းနဲ့နောက်ပိုင်း2025ခုနှစ်ဧပြီလ6ရက်နေ့မှာခိတ္တဆိုင်ငံ့ခဲ့တာတွေကြောင့်ကမ္ဘာပြင်စမမြောက်အကြီးဆုံးစီးပွားရေးအာဆီယံအဖွဲ့ကြီးအနေနဲ့အလွန်မဲစိုးရိမ်ပူပန်ရပါတယ်လို့ဗီဒီယိုကွန်ဖရင့်ကျင်းပပြီးကြေညာချက်ထုတ်ပြန်ကစီးပွားရေးဝန်ကြီးတွေကပြောဆိုခဲ့ကြပါတယ်။ ဒီလိုတွေဖြစ်နေပေမဲ့ကုံသွေးရင်းနဲ့ဆက်လင်းနဲ့စိုးရင်ပူပန်မှုတွေကိုဖြေရှင်းဖို့အမေရိကန်နိုင်ငံနဲ့ပွင့်လင်းအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းဝန်ကြီးတွေကပြောပါတယ်ပတ်မြပြီးရေရှည်ခံတဲ့ဆက်ဆံရေးကိုတေချာစေဖို့ပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကအခေယာကြပါရယ်ဒီစိတ်ဓာတ်နဲ့ပဲအမေရိကန်ခွန်နှုံးထားတွေပေါ်မြည်တိလက်တုံပြန်အစီအစဉ်မျှမပြုလုပ်ဖို့အာဆီယံအဖွဲ့ကြီးကကြေညာပြုပါတယ်လို့သူတို့ကပြောပါရယ် လက်တော့ပြန်ဆောင်ရွက်တာဟာသူတို့အတွက်ရွေးချယ်စရာနီလန်တခုမဟုတ်ကြောင်းတူညီတဲ့သဘောထားအမြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားရှိကြပါတယ်လို့လည်းအမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကတီးခြားကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။ဒီထုစီဝေးကိုမလေးရှားယင်းနှိမ့်မြုံနယ်မှုကုန်သွယ်ရေးနဲ့ဆက်မှုဝန်ကြီးတင်ကူဇာဖရုခ်အစစ်ကတဘာပရိဖြစ်ပြုလုပ်ခြင်းပါခဲ့တာဖြစ်ပါတယ်။ လူဦးရေတန်း650ရှိတဲ့အာဆီယံအဖွဲ့ကြီးရဲ့အလဲကျောက်ဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ထိပ်တန်းတဲ့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံကသတင်းတွေကိုတင်ဆက်ပေးကြတာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမသတင်းတော့ကိုမြတ်သူရကသူစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါ့စေ4400ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1569.1ကျပ်ပြင်ပပေါ့စေ3368ကျပ်ယူရိုပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1323.23ကျပ်ပြင်ပပေါ့စေ9050ကျပ်ထိုင်းဘတ်တစ်ပတ်ကို စစ်ကောင်စီတပ်မတ်စီ61.51ချက်ပြင်ပပေါင်စီ132.30ချက်မလေးရှားတရင်းကစ်ကိုစစ်ကောင်စီတပ်မတ်စီ480.31ချက်ပြင်ပပေါင်စီ1003ချက်ပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့ အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ56သိန်း2000ကျပြင်ပပေါ့စေ82သိန်း2000ကျစကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ52သိန်း68950ကျပြင်ပပေါ့စေ68သိန်း9000ကျပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်တလီတာကို2500 90ကျပ်ပရီမီယံဒီဇယ်လီတာကို3200ကျပ်အော်တိတ်92လီတာကို3010ကျပ်အော်တိတ်95လီတာကို3110ကျပ်ပေါ့ဈေးရှိပါတယ်ဘောပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6980ကျပ်ပြင်ပပေါ့ဈေး9500ကျပ်ပေါ့ဈေးရှိပါတယ် ပေါ်ပြပါဇီးတုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျက်စိမှာ brand တိုင်းမျက်စိမှာသတင်းအစီအစဉ်ကိုတင်ဆက်ပေးတာပါ။ကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြတာပါ။တမျက်စိမှာ brand တိုင်းအစီအစဉ်ကိုညစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ ်စီမံဒင်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။